အားလုံးပဲမင်္ဂလာပါရှင်။ပရိသတ်တွေရောအားလုံးကိုကျမရဲ့ Oral Cartoon Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်။ကျမကတော့ Season 32နန်းဖြစ်ပါတယ်။ဒီနေ့မှလည်းပရိသတ်တွေတို့အတွက်ဆလံကားလေးတစ်ပုဒ်ကိုရွေးချယ်တင်ဆက်ပေးချင်ပါတယ်။ဒါကြောင့်ပရိသတ်တွေတို့က VPN လေးခံပြီးတော့မှဆလံလေးရဲ့အစောထိကိုကြည့်ရှုအားပေးချပါအောင်နော်။အားလုံးပဲမင်္ဂလာပါ။ကျမနာမည်ကတော့ Eden ဖြစ်ပါတယ်။အခုပြပြမှာကတော့ကျမရဲ့ဇလန်လေးပေါ့။ ကျမမွေးဖွားတဲ့နေ့မှာပဲကျမမွေးဖွားတဲ့ဆေးရုံရဲ့အပေါ်မှာတက်တန့်အကြီးကြီးတစ်ခုပေါ်လာခဲ့ပါတယ်။ဒါကြောင့်မင်းမိဘတွေကကျမကိုထူးခြားတဲ့သူလို့မြင်ပါတယ်။မင်းသမီးလေးတပားလူမျိုးပဲကျမကိုပြုစုဆောင်ရှက်ခဲ့ကြပါတယ်။မင်း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 တမီးဟိုးကလေးရင်ပြည့်ကြည့်လို့ခြင်းနဲ့နောက်နေ့ကျတော့ကျမရဲ့အခန်းတစ်ခုလုံးကလင်းရင်ပြန်ဒီနဲ့ပြည့်နေသွားခဲ့ပါတယ်။ဒါကြောင့်မဲကျမကအချစ်ခံရတဲ့လူခံစားရပြီးတော့ကဘာပေါ်မှာရှိတဲ့အရာအလုပ်ကိုရှားယူနိုင်ပါတယ်။ဒါပေမဲ့ ကျမပိုင်ဆိုင်သမျှအရာတွေကိုမျှဝေမဲ့သူကတော့မရှိခဲ့ပါဘူး။မမေတမီညီမလေးကြောက်လို့ခြင်းနဲ့။အော်တမီလေးရဲ့အမေပြောတာကိုရှုံပါ။တမီလေးကဘသူ့ကိုမှမလိုပါဘူး။အမေရဲ့ဘဝတွေကအချိန်တိုင်းလေးအလုံးအစီပြေနေပြီတမီရဲ့။အရင်နေ့ကစပြီးတော့မမေနဲ့ပပေကခဏခဏစကားများပြီးရန်ဖြစ်နေတာကိုကျမသတိထားမိခဲ့ပါတယ်။သူတို့နှစ်ယောက်ကခက်ခုတ်ခါလေးနေလာခဲ့ကြတယ်။ကျမလည်းအဲ့အကြောင်းသူတို့ကိုပြန်ပြီးနှိစပ်ဖို့အတွက်စူးစမ်းပြီးခဲ့ပါတယ်။ မမေနဲ့ပပေတမေနဲ့တူတူရုပ်ရှင်ကြည့်ပါလားတမေရဲ့ပပေကအလုံများနေရဲကွဒါပေမဲ့မမေကတော့လက်ကြည့်ပေးမယ်နော်ဒါဆိုရင်မနေ့ပြန်ပပေရောမမေရောအားတဲ့အချိန်မှာအသွားကြည့်ကြရင်ဘယ်လိုလဲအမေတို့ကြီးပဲသွားကြတော့ပိုကောင်းမယ်ထင်ပါတယ်တမေရဲ့ဒီလိုနဲ့ကျမအသက်၁၄နှစ်အရွယ်ရောက်တဲ့အချိန်မှာတော့ကျမရဲ့အစီအမဆုံးသောအိမ်မက်ဆိုးကြီးတစ်ခုဖြစ်လာခဲ့တာပေါ့မိဘတွေကကြွားရှင်းကြရမယ်ဆိုတဲ့အကြောင်းကျမကိုပြပြလိုက်ပါတယ်ကျမနှလုံးသားတွေကွဲချေသွားပါတယ် မိမိကသူ့ရဲ့မွေးရည်မြေဖြစ်တဲ့မစ္စရီကိုပြန်သွားဖို့အတွက်ဆုံးဖြတ်လိုက်တယ်။ဖေဖေကလည်းအမြဲတမ်းအလုပ်ပဲသွားနေတဲ့သူဆိုတော့ကျွန်မလည်းမိမိနဲ့လိုက်သွားဖို့အတွက်ဆုံးဖြတ်လိုက်ရတာပေါ့။မိမိနဲ့မွေးရည်မြေကိုလိုက်သွားပြီးတော့ကျွန်မဘဝမှာအအောင်ဖို့ကောင်းဆုံးအရာတစ်ခုကိုကြုံလိုက်ရပါတယ်။မိမိကရွှမ်းကိုချမ်းသာတာမျိုးတစ်မျိုးရဲ့လက်ကွင်းအကြီးကြီးထဲမှာအင်းအကြီးကြီးတလုံးကိုစောက်ထားတယ်။မိမိဘာဖြစ်လို့တမျိုးမိမိချမ်းသာတာမပြောပြတာလဲ။အမေကတော့ဒါရီကိုအရေးကြီးရလို့မတတ်မှတ်ပါဘူး။ ဒါပေမဲ့ကျမတို့ကျတော့အထက်ကအရန်ကိုကြီးမားတဲ့ပြဿနာဖြစ်နေတာဒီကရင်ချောင်းမိမိမှာလှေဝှက်ချက်ဆိုလို့ဒီတစ်ခုပဲရှိပါတယ်ညနေဘက်ကျတော့ channel မှာ shop ပြီးသွားနေတဲ့အချိန်မှာရုတ်တရက်ကျမရဲ့စရောက်ကကျိုးရည်နဲ့ညစ်ပြီးချော်လဲသွားခဲ့ပါတယ်လဲကြတော့ကဘေးနေရာလဲတည်လားနွားချီပုံနဲ့ကိုမှဖြစ်နေတာလေဟဲ့ဘာဘာဖြစ်တာလဲရုတ်တရက်ကျမနဲ့ရွှေတူကောင်မလေးတယောက်ကျမစီကိုပြေးလာပြီးသူကလည်းကျမနားရောက်တဲ့အချိန်မှာချော်လဲကြသွားတယ်အောင်းငါဖေတော့သိပါပြီဟဲ့ နေစင်ပြဲလားအာ sorry ပါငါကကြိုးပစ်တာကိုလေ့ကျင့်နေနင်းလာနေတာကိုမမြင်လိုက်မိလို့ပါဒါဆိုနင်းလောက်တာပေါ့အဲ့ဒါဆိုအခုချိန်ချင်းငါ့ကိုဒီကြိုးကနင်းလွတ်အောင်လုပ်ပေးအဟမ်းကောင်းပြီကောင်းပြီနေစိတ်ကို အေးထားပါအောင်ငါမှသတင်းဆိုးနဲ့သတင်းကောင်းနှစ်ခုရှိတယ်သတင်းကောင်းကတော့ငါကြိုးလေးကျင့်သမျှတယ်မှာဒါပထမဦးဆုံးအကောင်းဆုံးလုပ်နိုင်ခဲ့ခြင်းပဲဒီလိုပုံစံမျိုးနဲ့သာဆိုရင်ငါပြိုင်ဝင်ပါလားနိုင်ရနိုင်တယ်ဒါပေမဲ့သတင်းဆိုးကတော့ အာငါဒီကျိုးကိုဘယ်လိုပြန်ဖြည့်ရမလဲမသိဘူး။ဘာ?ညယူနေရလား?တခုခုနဲ့ဖြတ်ပြလိုက်လေ။သူပစ္စည်းတခုသွားရှာဖို့ထွက်သွားပြီးတော့မှသူ့ရဲ့အမိနဲ့သူပြန်လာခဲ့ပါတယ်။အဲဒီအမျိုးသမီးကကျမကိုကြိုးဖြစ်ပြီးနေတဲ့အချိန်မှာမိမိကရှုပ်တရက်ရောက်လာပြီးတော့သူ့ကိုကြုံထိတ်လိုက်ပါတယ်။နေငါသမီးကိုဘာလုပ်တာလဲ။သူ့နာကနေဝေးနေစမ်းပါ။လီလီနေဘယ်လိုလုပ်ပြီးတော့ဒီကိုပြန်ရောက်လာတာလဲ။ဒါကလည်းငါရဲ့အိမ်ပဲလေ။ငါပြန်လာခြင်းနဲ့အချိန်ပြန်လာလို့ရတာပဲ။ ပြီးတော့ငါကြားမိသလားညဦးစီးတဲ့အချိန်ကစပြီးတော့ငါတို့လေခွဲကအရှုံးထွက်နေတာဒီတော့ငါပြန်လာပြီးတော့ကြည့်ချက်မလို့ဟင်းနေပါအောင်ရုပ်တရက်ဂျီနီကငါအိမ်ရောက်လာပြီးတော့ငါစီးပွားရေးကိုပြန်လာပြောနေရပေါ့မြင်ပါလို့သွားလဲဆိုတာကိုကိုကိုသိတာတော့မှဒီလိုစကားမျိုးတွေပြောထွက်ရရနော်ခရစ်စတီတော်လိုက်တော့မေမေကကျမကိုလက်ကမ်းပေးပြီးတော့ဆွဲထုတ်လိုက်ပါတယ်အဲဒီအချိန်မှာကျမသိလိုက်ရတာကခုနကအမျိုးသမီးကမေမေရဲ့ညီမကျမရဲ့အတော်ခရစ်စတီဖြစ်ပါတယ် ပြီးတော့ခုနကကာမလီကကျမရဲ့ညီမတဝန်းခွဲနန်စီဖြစ်ပါတယ်။သူတို့ရဲ့အိမ်ကကျမတို့ရဲ့အိမ်ပြီးမှာပါ။သူတို့ရဲ့ရှိနေရဆိုတာကိုရောတမျိုးပြပြဖို့အတွက်အရင်မကြည့်ဘူးလို့မမေကတွေးပြန်လာလား။မမေဖုံးကွက်ထားတာဘာရင်းများထက်ရှိသေးလဲ။ဒါလေတခြားယောက်ျားတွေရောကလေးတွေရောရှိသေးတာလား။အီဒန်ဘလို့ပြောလိုက်တာလဲ။ကျမမေကုန်းပေါက်မမြောက်စွာမင်းနေခဲ့ပေမဲ့အမေကတခုမှပြန်မဖြေတာကြောင့်ကျမအရန်ကိုစိတ်တူလာပါတယ်။အဖေကိုဖုံးဆက်ပြီးတော့မေးဖို့စူးစမ်းပေမဲ့လည်းအဖေကဒီလိုပြောတယ်။ အာတမီးလေးရယ်အဖေလည်းအများကြီးမပြောပြနိုင်ဘူးဒါပေမဲ့တမီးရဲ့အမေကတမီးကိုလိုအပ်တယ်ဆိုတာကိုတော့တမီးအမှတ်ရပြီပါအဖေပါကိုပြောချင်လဲဆိုတာကျွန်မမသိပါဘူးဒါပေမဲ့မမေရဲ့ဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်တွေကြောင့်ကျွန်မတကယ်ကိုစိတ်လျှော့ရပါတယ်အဲဒါကြောင့်အိနေကနေနောက်ထပ်ထွက်လာပြီးတော့လေကွင်းစီကိုထပ်ရောက်လာပြန်ပါတယ်ရှုပ်တရကျွန်မတို့လေကွင်းထဲမှာစိုက်ထားတဲ့စာချုပ်ရောက်ကရွှေရှားနေတာကိုကျွန်မမြင်လိုက်ရတာလေဟမ်တင်လိုက်ပါတော့ ဒါပေမဲ့ကျမအော်ပြီးတော့ထွက်ပြေးနေပေမဲ့လည်းစာချုပ်ယူကြီးကကျမနောက်ကိုဆက်တိုက်လိုက်လာနေတယ်။ပြီးတော့ရုပ်တရက်အမေကြီးပေါ်ပြုတ်ကျသွားတယ်။အောင်းအမလီငါတူးငါတူးတေးပါပြီ။ဟမ်နန်းစီလားညီမပြည့်လို့ဒီလိုဝတ်ထားရလဲ။ငါငါပြပြလို့မရဘူး။ဘာလို့ဆိုတော့ငါအမိကနင်းနဲ့ဝေးနေဖို့တမားထားတယ်။ဟာဟုတ်လား။အဲ့ဒါဆိုဘာပြလို့နင်ကအခုငါ့ကိုစကားလာပြောနေရလဲ။အာခုနကနေအရန်လန်သွားပြီးတော့အော်တော့ငါလည်းနေအစီပြေလားဆိုပြီးတော့လာကြည့်တာပေါ့ ဒါပေမဲ့နေရာလဲငါ့ကိုလန့်သွားတာပြီးပြီဆိုတော့ငါလဲသွားတော့မယ်တတနက်စီနေပါအောင်ကျမအမေနဲ့သူ့အမေကြားထဲမှာဘာတွေဖြစ်နေလဲဆိုတာကိုကျမသူသိမယ်လို့ထင်ထားတာနက်စီ crying ကလည်းကျမလိုမျိုးဘာမှမသိတဲ့သူတရားဖြစ်နေပါတယ်အဲအကြောင်းကျမလဲသူ့ကိုတငယ်ချင်းလှုပ်ဖို့ကမ်းလှမ်းလိုက်တော့သူကလက်ခံလိုက်ပါတယ်အမေရီစီကနေကတော့လျှို့ဝှက်ထားမှာပေါ့ကဲဒါဆိုငါ့ကိုပြောပါအောင်နေမှာဖြစ်လို့ဒီမှာရှိနေရတာလဲအာ true တယ်ဆိုတော့ငါရှုံးသွားတယ်လေ အဲ့ဒါကြောင့်ငါတင်ငယ်ချင်းနေကငါ့ကိုဒီလိုလုတ်ခိုင်းထားတာညာမလုံနိုင်တော့မနေ့ဖက်ကြတော့မှဒီလိုလာလုံမယ်ဆိုပြီးတော့သူတို့နဲ့အလောင်းစားလုတ်ထားလို့သူကတကယ်တော့အပြစ်ကင်းပြီးတော့ရရှာကောင်းတဲ့သူတရားဖြစ်နေပါတယ်သူကြောင့်လည်းကျွန်မလည်းခဏခဏရှင်းနေကြရတယ်လက်ခွေးနဲ့မှရှိတဲ့ trace salary ရဲ့အတန်အတိုင်းသူကလိုက်ပြီးတော့လုတ်ပြတဲ့တည်းရယ်ညာဘက်ဆိုရင်သူကကိုရယ်လုတ်တဲ့ cookie တွေနဲ့အတူကျွန်မအခန်းထဲကိုခိုးဝင်လာပါတယ်ကကီရီဆိုင်နဲ့ကျမရဲ့အကြိုက်ဆုံးဗီဒီယိုတွေကိုကြည့်နေကြတာပေါ့ ဒီလိုနဲ့နွေရာသီကြုံလွန်သွားတဲ့အချိန်မှာတော့ကျမတို့ကအချစ်ဆုံးတင်ငယ်ချင်းတွေဖြစ်သွားခဲ့ကြရတယ်။မိမိကနန်စီတက်တဲ့ကြောင့်မှပဲကျမကိုထားပေးလိုက်တဲ့အချိန်မှာကျမတို့ညအရန်ကိုဆေးလွှတ်ရှာသွားခဲ့ပါတယ်။ဘာလို့ဆိုတော့ကျမတို့လျှို့ဝှက်ထားပြီးတော့တွေ့စရာမလိုတော့ဘူးလေ။ကျောင်းမဆိုရိုးသားလို့နဲ့နန်စီကိုတခြားသူတွေကအခွင့်ကောင်းယူနေကြတာကိုကျမသတိထားမိလိုက်တယ်။နန်စီနင်တင်ငယ်ချင်းတွေရဲ့အင်စာတွေကိုပါလက်လွတ်ပေးဖို့မလိုဘူးလေ။ရှက်ပါတယ်အီတန်ရဲ့။ငါတင်ငယ်ချင်းတွေကအမြဲတမ်းပြောတယ်။ ပို့ပြီးတော့လေ့ကျင့်လေးလေးပို့ပြီးတော့ပြည့်ပြည့်စုံလေးပဲတဲ့ပြီးတော့ငါးကြရီကိုအကောင်လုံးခြာရေးလိုက်တဲ့အခါကျငါလည်းညံကြီးရှင်ဖြစ်လာမှာပဲလေတခါတလေသူတွေးလိုက်တဲ့အတွေ့အကြုံကျမနေရနဲ့ခေါင်းနဲ့အောင်ဆောက်ကျင်သွားပါတယ်အိမ်ပြောင်းတဲ့အခါမှာတော့ကျမအမေနဲ့သူ့အမေရဲ့တိုက်ပွဲကတခြားအရာတွေထက်ပို့ပြီးတော့ပြင်းထန်ပါတယ်ဒီကတီးနဲ့ဆိုက်ပြိုးရဲ့အားလုံးကိုငါပဲနှစ်ပေါင်းများစွာဆုံးဖြတ်ချက်ချပြီးလုပ်နေကြရတာအခုကျတော့ဒီကငါ့ကိုတော့မပြောဘဲနဲ့ဒီတီးတွေကိုဘာဖြစ်လို့ရောင်းလိုက်ရတာလဲ ဘာလို့ဆိုနေရတောင်းအားတာကြောင့်ငါတို့လေကွင်းကရှုံးပေါ်နေပြီလေငါကပဲပဆက်ရအောင်လို့ပြန်ပြီးလှုပ်ပေးပို့လို့ရပါ့ရှော့တျက်ကြီးအန်တီခရစ်တီကခရမ်းချစ်သည့်တလုံးကိုယူလိုက်ပြီးတော့မမီးရဲ့မျက်နှာကိုကောက်ပတ်ပစ်လိုက်ပါတယ်မကြခင်မှာပဲကျမတို့ရဲ့မြေကွင်းကခရမ်းချစ်သည့်ပွဲတော်လို့ဖြစ်သွားပါတယ်ဖေကမှမသိဘဲနဲ့နန်စီကလည်းကျမကိုလာပြီးခရမ်းချစ်သည့်နဲ့ကောက်ပေါက်နေရဲ့ဘာလဲဟာနေပါလို့ဖြစ်တာလဲလှုပ်ဆမ်းပါဟာပြောဖို့ကောင်းတယ်ဟာ ငါတို့ကပါတယောက်နဲ့တယောက်နဲ့မုန်းနေရဆိုပြီးတော့သူတို့တိသွားလို့ရှင်ငါတို့ပို့ပြီးတော့ဆက်ပေါင်းလို့ရတယ်လေဟာသူကလည်းယူလိုက်တာရှန်နေငလာကြတော့ကျမတို့ညဘက်ကြီးရုပ်ရှင်ထွက်ကြည့်ကြတယ်နှစ်အောင်လုံးရဲ့အကြိုက်ဆုံးရုပ်ရှင်ဆိုတော့ရှမ်းပြုံနေကြတာပေါ့ဖះကြီးဒါငါ့အတွက်ပထမအဆုံးရုပ်ရှင်ရုံထဲမှာရုပ်ရှင်ကြည့်ရတာပဲငါရင်းသဘောကြတာပဲနောက်တစ်ခါလည်းထပ်ပြီးတော့လာကြည့်ကြအောင်နော်ရှိုးကြီးကကျမတို့အိမ်ပြန်လမ်းမှာခွေးကကျမတို့ကိုထပြီးတော့ဟောင်းနေပါတယ် ကျွန်မလည်းဘာလို့လုပ်ပါကမ်းမသိတဲ့အချိန်မှာနန်စီကရုတ်တရက်သူ့ရဲ့စရောက်ကိုအသက်ကိုမောင်းတင်ပြီးတော့ပြေးပါတော့တယ်။ကျွန်မကသူ့လောက်မမြင်တော့ကျွန်မရဲ့စကတ်ကိုခွေးကဆွဲမိသွားတယ်။ပြီးတော့စကတ်လည်းပြေးသွားတယ်။ကန်ကောင်းလို့ကောင်းလေးတယောက်ကကျွန်မတို့နားကိုရှောက်လာပြီးခွေးကိုမောင်းထုတ်ပေးလိုက်တာပါ။ဟေးမင်းစီပြေးလား။သူကျွန်မကိုထူလိုက်ပြီးတော့သူ့ရဲ့ချစ်ဖို့ကောင်းမှုကိုကျွန်မရုတ်တရက်သတိထားမိသွားပါတယ်။သူ့စပင်းလေးတွေကအဖြူအောင်လှိုင်းလေးတွေလှုပ်ထားတယ်။အနုပညာတစ်ခုလိုပဲလက်ရောက်မြောက်နေတဲ့မျက်နှာလေးပေါ့။ သူ့နာမည်က Randy ဖြစ်တဲ့အကြောင်းကျွန်မကိုမိတ်ဆက်တယ်။သူ့စပင်းတွေကို ကျွန်မသေချာကြည့်နေရတတိထားမိတော့တော့။သူ့မှာက Follosis လို့ခေါ်တဲ့ယောဂတစ်မျိုးခံစားနေရတာဖြစ်တဲ့အကြောင်းကျွန်မကိုပြောပြရဲ။အော်အဲ့ဒီလိုလား။ဒါပေမဲ့အရင်ကြည့်ကောင်းနေနော်။အာကျေးဇူးပါ။ဒါနဲ့ဒါလေးပါယူသွားပါအောင်။သူကသူ့ရဲ့အပေါ်တဲ့အင်ဂျီကိုချွတ်ပေးပြီးတော့ကျွန်မရဲ့ခါမှာစီးပေးလိုက်ပါရဲ။အခုဆိုရင်ပို့ပြီးတော့တတတတရှိတယ်မလား။ ချိပါအောင်ချစ်ဖို့ကောင်းပြီးတော့ဘယ်သူတော့ချဲတမဲဆောင်လိုက်တာလဲအရင်အထိပါပြန်လိုက်ပို့ပြီးပြီးတော့ကျမကိုသူကလမ်းမှာစကားပြောသွားပြီးတယ်သူကကျမတို့ကျောင်းမှာပဲစီနီယာတယောက်ဖြစ်ပြီးတော့နိုင်ငံအဆင့်ဘေ့စ်ဘောကစားသမားတယောက်ဖြစ်ပါတယ်အင်ဘီယောင်းတော်နယ်စီကကျမကိုတကားပတ်ကဆောင်နေရပေါ့ကျမမြင်တော့ချက်ချင်းပဲသူ့အိမ်သူပြေးဝင်သွားတယ်အခုတော့ကျမလည်းသူနဲ့စကားနည်းနည်းပြောဖို့လိုနေပြီညာဘက်ကျတော့ကျမလည်းအိတ်ပြောသွားတဲ့အချိန်မှာရှုတ်တဲ့နယ်စီကကျမကိုထမင်းနဲ့မျက်နှာလာထိုးတယ်ပါလေ ။နင်ဘာဖြစ်နေရလဲ။နင်ကတော့ဘာဖြစ်နေရလဲ။အဲ့ဒီခုနကမကောင်းတဲ့ကောင်ရန်ဂျီနဲ့ဘာဖြစ်လို့တူတူရှိနေရတာလဲ။နင်ကသူ့အတီးရလား။ဟုတ်တယ်လေ။ तू ကမကောင်းတဲ့ကောင်တော့နင်သူနဲ့ဝေးနေတင်တာ။ဘာကြောင့်လဲလို့ကျမထပ်ပြီးမေးကိုမေးလိုက်တဲ့အချိန်မှာ तू ကမဖြစ်ပဲနဲ့ဒီတိုင်းထွက်သွားပါရဲ့။နောက်နေ့ကျတော့ကျောင်းရဲ့ကန်တင်ထဲမှာရန်တီကိုတွေ့လိုက်ရတော့ကျမလည်းသူ့ကိုကျမညမအကြောင်းသိလားလို့မေးလိုက်ပါရဲ။ဟမ်နန်စီလား။ငါတခါမှမကြားဘူးပါဘူး။ တခြားဆက်ပြီးတော့မမေးရသေးခင်မှာရော်တရစားစရာဘန်ကြီးတခုကကျွန်မပေါ်ကိုမှောက်ရသွားပါတယ်။နန်စီနင်မဖြစ်နေရလဲလို့ငါမေးနေရနော်။အာ sorry ပါဟာဒီတိုင်းမဲ့လက်ကချောသွားလို့ပါ။သူတေချာပေါက်လက်ချောသွားတာမဟုတ်တာကျွန်မသိနေပါတယ်။အချိန်ကြီးတွေကိုပို့ပြီးမစိုးသွားစေချင်တာကြောင့်ကျွန်မလည်းတန်းစင်ငန်းနဲ့ကိုဝင်ပြီးတော့ရေးလာစီလိုက်ပါတယ်။ပြင်ကုန်ထွက်လာတဲ့အချိန်မှာရန်ဒီကကျွန်မကိုစောင့်နေပြီးတော့လေ။ကျွန်မလဲဖို့အတွက်အင်ဂျီပါရှူလာပေးသေးတယ်။ ငါလောက်ကကန်းထဲမှာအင်ချီတွေ့ရနေပဲယူလာလိုက်တာ အင်ချီကနည်းနည်းကြီးနေဆိုပေမဲ့နင်းအတွက်လောက်ဖြစ်မယ်လို့ထင်ပါတယ်ကြည့်ပါဦးသူကလောကကိုပြည့်ပြည့်စုံလားဘာဖြစ်လို့မျက်နှာစီကဒီလိုတွေလုံနေရလဲဆိုတာနားမလဲတော့ဒါကြောင့်မဲအင်ပြန်တော့နန်စီဘာဖြစ်လို့အဲ့ဒီကောင်လေးကိုမုန်းနေရလဲလို့ကျမလည်းအတိအကျမေးလိုက်ပါတယ်ကျမကိုသူကအန်အိုးဖို့ကောင်းဆုံးဖြစ်အပြန်ဖြေလိုက်ပါတယ်ဘာလို့ဆိုတော့ तू ကယောက်ျားလေးချင်းကြိုက်တာဟာဘာဟုတ်တယ်သူ့ရဲ့လျှို့ဝှက်ချက်ကိုငါပဲသိနေတာ ဒါပေမဲ့တခြားသူတွေကတော့ငါတို့မပြောဖြစ်ဘူးလေ။အဲ့ဒါကြောင့်သူကမကောင်းတဲ့သူပဲဆိုပြီးတော့ငါညွန့်ဒီတိုင်းလေးပြောလိုက်တာလေ။အဲ့ဒါကြောင့်သူနဲ့ဝေးနေတာကပိုပြီးကောင်းလိမ့်မယ်ထင်တယ်။နင်အသက်မကွက်ချင်ဘူးဆိုရင်ပေါ့။ပန်းဆက်တစ်ခုထဲမှာရန်တီကကောင်လေးတစ်ယောက်နဲ့လက်တွဲထားတဲ့ပုံကိုသူကထုတ်ပြလာပါတယ်။ဒါအဲ့ဒီလိုဆိုရင်လည်းနင်အစောကလေးကပြောမှလေဟာ။ငါညွန့်ကိုအစောကလေးကပြပြပြလုံနေခဲ့တာပဲ။နင်ကသာရှောက်ပြီးတော့ငါ့ကိုရှောင်နေရ။ပြီးတော့အသက်၅နှစ်ရွယ်ကလေးကငါကခွေးကိုက်ခံထားရတာဆိုတော့ ငါလမ်းဘေးခွေတွေကိုအရန်ကြောက်တယ်ဟာအဲ့ကြောင့်ထွက်ပြေးလာမိတာပါ အမလီနန်စီရဲ့နောက်ကိုဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကျမကိုပြပြဖို့အတွက်သူ့ပြောလိုက်ပါတယ်ပြီးတော့ကျမရဲ့ချစ်စိုးတဲ့ငယ်ချင်းလေးကိုပြန်ပြီးရလိုက်တယ်လေနောက်နေ့ကျတော့ကျမကျောင်းမှာရန်တီကိုတွေ့တိုင်းရှောင်နေခဲ့ပါတယ်တရက်ကျတော့ကျမအင်ပြင်းနဲ့လန်တီကိုသူလာတွေ့ခဲ့ပါတယ်မင်းဘာဖြစ်လို့ကို့ဒီလောက်ရှောင်နေရလဲကို့နားမလဲတော့ဘူးကိုအမားလုတ်ခဲ့လို့ဆိုရင်လေကို့ကိုနည်းနည်းတော့ပြပြလိကွာမဟုတ်ပါရန်တီ အဲ့ဒါလို့မဟုတ်ပါဘူးဒီနေ့ကသူ့ရဲ့မွေးနေ့ဖြစ်တဲ့အကြောင်းကျမကိုပြပြပြီးတော့ကစားကွင်းမှာသူနဲ့တူတူရှောက်လေးဖို့အတွက်ကျမကိုခေါ်လိုက်ပါသေးတယ်။ရှုပ်တဲ့ကျမတုံဆိုင်နေပေမဲ့သူကျမပေါ်ကောင်းပေးခဲ့တာတွေကိုတတိယမိသွားတယ်။အဲနေဆုံးတော့ကျမတို့ကတငယ်ချင်းတွေဆက်ပြီးတော့ဖြစ်လို့ရသေးတယ်လို့နားလည်လိုက်ပါတယ်။ခဏနေတော့ကျမသူ့စီသွားတဲ့အချိန်မှာ ပွဲထဲမှာကျမတို့နှစ်ယောက်တည်းရှိနေရကိုသိလိုက်ရတယ်။ဒါပေမဲ့အရင်ပြောစရာကောင်းခဲ့ပါတယ်။ ဂိမ်းတွေလည်းအများကြီးဆောက်ခဲ့ပြီးတော့ Randy ကကျမအတွက်ဟိုးရုပ်ရအောင်လို့ရှူပေးခဲ့ပါသေးတယ်။ပြီးတော့ကျမတို့ချားရဲ့ဟက်ကိုအတူတူစီတယ်။ရုပ်တရက်သူ့လက်ကလေးတွေကျမလက်ပေါ်လမ်းတင်လိုက်တယ်။အနီနာကိုရှာလာပြီးတော့သူနမ်းဖို့လုပ်နေပြီ။ Randy ဖေးဆက်မှာအာ sorry ပါမင်းလက်ကိုသဘောကျရလို့ကိုထင်လို့ပါ။ကျမလည်းကြပါရယ်။အာကျမသဘောကျခဲ့ပါရယ်။ဒါပေမဲ့ရှင်ရဲ့ရကြလေးတွေကိုသဘောကျရလို့မသိလိုက်ခင်အချိန်ထိပဲလေ။ဘာ မင်းကဘယ်သူကအဲ့ဒီလိုပြောတာလဲဓာတ်ပုံပြပြီးပြောလိုက်တော့သူကအဲ့ဒီဓာတ်ပုံကိုမြင်တဲ့အခါမှာအဘတရရဲချလိုက်ပါတယ်ဖခင်ကြီးဘယ်သူကအဲ့ဒီပုံကိုနင့်ကိုပြလိုက်တာလဲသူကငါ့ကိုလေအမြဲတမ်းငါ့စီကိုလာလဲနေကြပဲပြီးတော့လမ်းလျှောက်တဲ့အချိန်ဒီမှာငါသူ့လက်ကိုကင်ပေးရတယ်ဘာလို့ဆိုတော့သူကမျက်လုံးမမြင်လို့ပါငါကယောက်ျားလေးတွေသဘောကျတာမဟုတ်ပါဘူးနော်မိန်းကလေးတွေကိုပဲသဘောကျတာပါဟုတ်ပြီလားအာဆိုလိုချင်တာကမင်းကိုသဘောကျတာပါ အဲဒီတော့မှနားလဲသွားတာကကျမနန်စီလက်စားတော့ကိုခံလိုက်ရပြီလေဟမ်အချစ်မကောင်းတဲ့ဆုံးပါလေအင်ကိုပြောင်းချင်ချင်မဲ့ကျမသူခံတဲ့ကိုတန်းတန်းသွားလိုက်တယ်ငါကတော့နင့်ကိုယုံကြည်ခဲ့တာနင်ကတော့ငါ့ကိုလင်းခဲ့တယ်နော် friend တွေကိုနင်လည်းသဘောကျနေလို့ငါ့ကိုဒီလိုမျိုးတွေလိမ်ပြောခဲ့တာမလားဟုတ်တယ်ငါလည်းသူ့ကိုသဘောကျတယ်ဒါပေမဲ့တခြားစကားတွေကိုတော့မှဆက်နားမထောင်နိုင်တော့ပဲနဲ့ကျမသူ့ဘော်ကိုချက်ချင်းပဲခုန်ပြလိုက်ပြီးတော့ကျမတို့ညောင်ရန်နေဖြစ်ခဲ့ပါတယ် မကြခင်မှာပဲအမရိရောက်လာပြီးတော့ကျမတို့နှစ်ယောက်ကိုခွဲလိုက်ရပါတယ်။ကဲတော်လိုက်ကြတော့ဘာဖြစ်ကြတာလဲ။ဖြစ်ခဲ့ရကိုကျမပြပြလိုက်တော့အန်နီခရစ်စတီကကျမပြောတာကိုထိုင်ပြီးရှင်နေတယ်လေ။ချစ်ပါအောင်ဒါဆိုရင်တော့ဒီကောင်မလေးကလည်းအမေတို့သမီးဖြစ်လို့နေမယ်နော်။နင်ကလည်းနင့်အမေလိုအစ်စ်မျိုးဖြစ်လာလိမ့်မယ်လို့ငါထင်တာပဲ။တခြားသူရဲ့ချစ်သူကိုလူယူတတာမျိုးလေ။ဟမ်အန်တီကဘာပြောချင်တာလဲမသိဘူး။မမေရတော်လိုက်ပါတော့။ ဒါပေမဲ့အန်တီလေးပြောလိုက်တာကကျမရဲ့အဖေကကျမတော်လေးရဲ့ချစ်သူအရှင်ဖြစ်ခဲ့တာပါ။မိမိကဖေဖေကိုသဘောကျသွားအောင်လို့လုပ်ခဲ့တာပါတဲ့။ညီမတွေရန်ဖြစ်နေမှဆိုရင်နာကြောင့်မိဘတွေကဖေဖေကိုဖျက်လိုက်ကြဖို့အတွက်ပြောချရတယ်။ဒါပေမဲ့မိမိကဖေဖေနဲ့လိုက်သွားပြီးတော့ဘရမပြင်မလာခဲ့ဘူးတဲ့။ငါအေးကိစ္စနဲ့ပတ်သက်ပြီးတော့နှုတ်အချိန်မမြောက်စွာတောင်းပန်ခဲ့ပြီးပြီလေ။ငါနဲ့ကိုနာကျင်စေခဲ့မိရင်လည်းတောင်းပန်တယ်။ဒါပေမဲ့ငါတို့ကတကယ်ချစ်ကြတာပါ။သူကငါရဲ့ချစ်သူဖြစ်ခဲ့တာလေ။ ။နီယတာကိုငါချစ်တော့လာပြီးချစ်လို့မရဘူး။အဲ့ဒါကိုလည်းငါဘရောမမမေ့ဘူးတိလား။အန်နီခရစ်စတီကကျမတို့ကိုမောင်းထုတ်နေတဲ့အချိန်မှာမမေ့မျက်ရည်တွေဝဲနေရစရာကိုကျမခံစားမိလိုက်ပါရဲ့။အလုံးငိမ့်သက်သွားတော့မှဖေဖေကိုလက်ထပ်မိကြတဲ့အတွက်နောင်လိုက်ရလားဆိုပြီးတော့ကျမမမေ့ကိုမေးကြည့်ပါရဲ့။မရှောက်သမီးလေးအမေဘရောမနောင်တော့မရအောင်သမီးရဲ့ဖေဖေကအမေကိုပြောစရာကောင်းတဲ့ပုဂါလေးထားပြီးကြတယ်။ဒါပေမဲ့တခါတလေမှလည်းကောင်းတဲ့ရှားရီကအဆုံးသက်စရာရှိလာနိုင်တယ်မလား။ ဲ့ဒီချိန်တုန်းကလည်းမိမိကအရန်ငယ်သေးပြီးတော့ဘာကမှသိပ်ပြီးမတွေးနိုင်ခဲ့ဘူး။တမီအန်တီလေးရဲ့ခန်းစားချက်ကိုအထင်မတက်သလိုလည်းဖြစ်သွားရည်လေ။ကျမမိမိကိုဖတ်ထားလိုက်ပြီးတော့နှစ်သိပ်ပြီးလိုက်တယ်။နောက်တနေ့မှာတော့ဘာလို့ရမလဲဆိုတာကိုကျမနားလည်သွားခဲ့ရတယ်။နက်စီခန်းကိုသွားလိုက်ပြီးတော့ရန်ဒီနဲ့ကျမမပတ်သက်တော့ဘူးလို့သူ့ကိုကတိပေးလိုက်ပါတယ်။ငါတို့နှစ်ယောက်ချားထဲမှာတခြားယောက်ျားလေးတယောက်ဝင်လာတာမလို့ချင်ဘူး။အာအီတန်ရဲ့ထားရီအလုံးကငါ့ရဲ့အမားရိပါ။ငါလဲရန်တီကိုသဘောကျခဲ့ပါရဲ့ ဒါပေမဲ့ငါတင်ငယ်ချင်းကငါ့ကိုဓာတ်ပုံဒီလာပြတော့ငါလည်းတကယ်ကိုပဲသူ့ကိုဂေးလို့ထင်သွားတာအဲ့ဒါကြောင့်အခုချိန်ထိငါသူနဲ့ပတ်သက်တဲ့ခန်းစားချက်တွေကမရှိတော့ပါဘူးဒါပေမဲ့ဟိုရက်ကမှနင်ငါ့ပေါ်စားစရာတွေမောက်ချထားမှမဟုတ်လားငါထင်တာကတော့နင်မနာလို့ဖြစ်နေရလို့ပဲထင်တာအဲ့ဒါတကယ်ကိုမတော်တဆဖြစ်သွားတာပါဟာငါချင်းပြောရပါတယ်ပြီးတော့နင်တို့နှစ်ယောက်တယောက်ကိုတယောက်သဘောကျနေစရာငါဝမ်းသာပါတယ်တကယ်လား ဒီလိုဆိုတော့ကျမညမလေးကအပြစ်ကနဲ့ကလေးလေးလိုပါပဲလားဒါပေမဲ့ပြန်ပြီးတော့မစုံစည်းနိုင်သေးတဲ့ညီမညောက်တော့ရှိနေပါတယ်သူတို့နှစ်ယောက်ကိုပြန်လဲစုံစည်းနိုင်ဖို့အတွက်ကျမဖိပြက်စုံတဲ့အကြံအကောက်တစ်ခုကိုဆောင်ရွက်လိုက်တယ်ဖိပြက်ကိုဖုံးဆက်လိုက်ပြီးတော့ဖိပြက်ကုံလို့ပြပြလိုက်တာပေါ့ကျမတို့စီကိုလာလဲဖို့အတွက်လည်းခေါ်လိုက်ပါသေးတယ်တမီးတို့စီလာပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဖိပြက်ဖေဖေကိုကျေးဇူးတင်စရာမလိုပါဘူးတမီးရဲ့အရှင်ကလေးကဖေဖေလာခဲ့တင်တာပါ ပြီးတော့တမီးရဲ့အမေကိုလည်းပို့ပြီးတော့အဆင်ပြေသွားလို့အဖေလုပ်ပေးတင်တာ။အမေနီရောက်လှုပ်လှုပ်နေကြတဲ့လေကွင်းထဲကိုကျမနဲ့ပပီဆင်းလာခဲ့ပါတယ်။ပပီကိုတွေ့လိုက်ရတော့နှစ်ယောက်သားရန်ကိုလန်းသွားခဲ့ကြတယ်။ရှင်ကတီကိုဘာလို့လောက်တာလဲ။ငါနဲ့တောင်းမပေါ်လာတာပါခရစ်စတီ။ငါကသာအမေရဲ့အမတ်ကိုအရင်ဆုံးသဘောချမိတဲ့သူပါ။မင်းရဲ့နှလုံးသားကိုခြေခွဲသွားအောင်လှုပ်လှုပ်ခဲ့မိတာကငါပါပဲ။အဲ့ဒါကြောင့်မလို့သူ့ကိုအရင်ကြီးစိတ်မစိုးနေပါနဲ့တော့။ တယောက်ကိုတယောက်လဲခွင်းလွှဲလိုက်ကြပါတော့ဟုတ်ပါရဲ့ငါလည်းတောင်းပန်ပါတယ်ခရစ်တီရဲ့စိတ်ရင်းအမှန်နဲ့တကယ်ပြောနေရပါမိမိကိုဖတ်လိုက်တဲ့အချိန်မှာအန်တီလေးကိုနေတာကိုကျမတွေ့လိုက်ရပါတယ်နေရာသားဖတ်နေတဲ့အချိန်ကျမနဲ့နေစီလဲသူတို့နဲ့အတူဝင်ဖတ်လိုက်တာပေါ့အလုံးပုံမှန်ပြဖြစ်သွားတဲ့အချိန်ကျတော့မှဖေဖေနဲ့မမီလည်းတယောက်ကိုတယောက်ကြည့်ပြီးတော့ပြုံးနိုင်ပါတော့တယ်။ကျမရှင်နဲ့မှအရန်ကိုကျင်းနေပြီးတိဖြစ်ရတယ်။ကျမတို့ကကိုချီရတဲ့တွေအတွက်ဘယ်တော့မှလက်မလျှော့သင့်ပါဘူး။ ခြေရတဲ့သူတွေအတွက်ဆိုရင်တော့တိုက်ခိုက်ဖို့လည်းထိုက်တယ်ပါတယ်။ဆလလီကတော့ဒီလောက်ပါပဲရှင်။နောက်နေ့မှလည်းဒီလိုချိန်မှာပရိသတ်လူတွေနဲ့တူပြန်လည်ဆွေးနွေးကြပါသေးတယ်။တာယာအေဂျင့်နဲ့နေရာလေးတွေကိုပိုင်ဆိုင်နေကြပါစီနော်။